ါ်တယ်ပေါ့ဒီကိစ္စပေါ်မှာဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ပြောဆိုမှုကသူတို့မှာပုံမှန်အစီရင်ခံစရာပုံမှန်တင်ပြစရာမင်္ဂလာပါမျိုးတို့ရေကျွန်မမဟုတ်ဘူးမှာသေးပါရှင်ဒီနေ့နောက်25ခုနဲ့မေလ30ရက်နေ့ဖြစ်ပါတယ်ကျွန်မအန်ဆုံးပေါက်နေတဲ့ကြွယ်စကားအကျဉ်းပြောလို့မရတဲ့အတွက်စကားတန်တန်နဲ့တိုးနေလို့ရှင်အသိခံပေးပါလို့ဥစွာရတာရခံပါတယ် ဒီနေ့ကျမ line မသုံးဖြစ်ဘူးတကယ်နေမတင်ဖြစ်ဘူးအကြောင်းရင်းကတော့ကျမအန်ဆုံးပေါက်နေတာအန်ဆုံးပေါက်နေတော့စကားအများကြီးပြောလို့မနာဘူးနားရည်လीတွားကအဲ့ဒါကြောင့်မလို့ပါဆိုတော့ဒီနေ့ကျမပြောမယ့်အကြောင်းအရာကတော့ဘင်္ဂလားဒေ့နယ်ချဲရေးနဲ့ကိုမင်းဆောင်ညမီစစ်စင်ကြီးအားလုံးဒီနေ့အားလုံးပြောပြသားကိစ္စတခုဘင်္ဂလားဒေ့ကနေပြီးတော့တန်မဲ့နဲ့စစ်တမ်းမှုပြန်ခေါ်ရဲပေါ့ဒီကိစ္စအပေါ်မှာဘင်္ဂလားဒေ့နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ပြောဆိုမှုက တို့မှာပုံမှန်အစီရင်ခံစရာပုံမှန်တင်ကြစရာပုံမှန်တန်တမန်စီဝေးရှိလို့ပြန်ခေါ်ရခြင်းဖြစ်ပါတယ်အစီဝေးပြီးတဲ့အခါမှာတာမတ်ကိုမြန်မာပြည်ကိုပုံမှန်တိုင်းတာဝန်ထမ်းဆောင်ဖို့ပြန်ပို့ပါမယ်လို့ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာနကတရားဝင်ထုတ်ပြောထားတာရှိတယ်ထပ်ပြီးပြောပါမယ်ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ပြောဆိုမှုကပုံမှန်တင်ကြစရာတန်တမန်စီဝေးရှိလို့တာမတ်ကိုပြန်ခေါ်တာအစီဝေးပြီးရင်ပြန်ပို့မယ် ဒီကိစ္စပေါ်မှာတခြားသောပြည်ဖြတ်တွေကျမတို့နာဆာကအရှိုးရကိုမယိုင်နဲ့အတော့မယိုင်နဲ့နေအောင်ထိုးနေနေတဲ့လူတွေကြတော့ဘင်္ဂလားဒေ့နဲ့မြန်မာနိုင်ငံကြားမှာတန်တမာကြီးဘလို့ခက်ခဲကြက်တဲ့ဖြစ်နေတာပြီးဆိုတာမျိုးတွေပြောကြတာရှိတယ်။ဒါပေမဲ့ကျမတို့သတိတစ်ချက်ထားရမှာရှိပါရဲ့။အဲ့ဒါပါလဲလို့မေးလို့ရှင်ဘင်္ဂလားဒေ့ရဲ့အမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ်ကသူတို့ဘင်္ဂလားဒေ့အရှိုးရက AA နဲ့ကြားမှာထိထွက်ဆက်တံမှုရှိပါတယ်လို့တရားဝင်ထုတ်ဖော်ပြောဆိုထားတာရှိတယ်။ဒီအချက်ကိုကျမတို့သတိထားဖို့လိုပါတယ်။ဒီကိစ္စကကျမတို့မှာတိတ်ပြီးပြဿနာမကြီးပေမဲ့အဲ့ဒီဘင်္ဂလားဒေ့မှာနောက်လက်ရှိသူတို့ဂျားဖြတ်အရှိုးရက င်းဆောင်ယူလို့သူ့အနေနဲ့အတန်တမန်ရေးမပားနိုင်ဘူးဆိုရင်မင်္ဂလာတွေနိုင်ရင်ဒီအမေရိကန်နဲ့တိရွယ်ချားတဲ့မှာမြေဟစာပင်ဖြစ်လိမ့်မယ်။ထပ်ပြီးပြောမယ်ဒီကိစ္စပေါ်မှာဒီကခေါင်းအေးအေးထားပြီးတော့စဉ်းစားရမှာမင်္ဂလာတွေဖြစ်တယ်။မင်္ဂလာတွေနိုင်ငံကနော်တန်တမန်ရေးမပားနိုင်ဘူးဆိုရင်အမေရိကန်နဲ့တိရွယ်ချားတဲ့မှာမြေဟစာပင်ဖြစ်ပြီးတော့မင်္ဂလာတွေဒီစစ်တလင်းဖြစ်လိမ့်မယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံကစစ်တလင်းဖြစ်လိမ့်မယ်။လက်ရှိမှာဘင်္ဂလားဒေ့ရှ်ရဲ့အင်အားအကြီးဆုံးသောအမျိုးသားရေးပါတီအတိုက်ခံအမျိုးသားရေးပါတီနဲ့ဘင်္ဂလားဒေ့ရှ်ရဲ့စစ်အုပ်စုချုပ်ကိုယ်တိုင်ကလက်ရှိဘင်္ဂလားဒေ့ရှ်ခေါင်းဆောင်ကိုသူတို့တတိပေးပြောဆိုထားတာရှိရတဲ့အတွက်ဒီကိစ္စပေါ်မှာဆက်ပြီးတော့ကျွန်တော်တို့ နာဆာကအစိုးရ state actor ကိုဖယ်ပြီးတော့အေးအေးလို့ non state actor နဲ့ဘင်္ဂလားဒေ့ရှ်ကစပီးဆက်သွဲနေမယ်ဆိုရင်အမေရိကန်နဲ့တရုတ်ရဲ့အားပြိုင်မှုမှာပိုးပြီးတော့ဝင်ပါနေမယ်ဆိုရင်ဘင်္ဂလားဒေ့ရှ်မှာစစ်တပ်ကအာဏာထပြီးတိမ့်လိုက်တဲ့အထိနိုင်ငံရေးအပြောင်းအလဲတွေဖြစ်နိုင်တယ်စစ်တပ်ကအာဏာထသိမ်းရင်ပိတ်မသိမ်းလို့ရှိရင်လက်ရှိဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ယာယီဆိုရကောင်းဆောင်ယူလို့ယာဒူးကနေပြီးတော့သူ့ကိုယ်တိုင်လှုပ်ထွက်ရလောက်တဲ့အထိနော်ဒုတိယဂျပန်ကဒုတိယရှင်ဆိုခါပေးလို့မျိုးဘူး နှုတ်ထွက်ရတော့တဲ့အထိအပြောင်းလဲတွေဖြစ်နိုင်ပါတယ်။နေဆက်ရေးနဲ့ပတ်သက်လို့ကျွန်မတို့ထပ်ပြီးသတိထားရမယ့်အချက်တစ်ခုရှိပါတယ်။အဲ့ဒါပါလဲဆိုတော့အခုပြီးခဲ့တဲ့နေဆက်ရေးနေကထိုင်းစစ်တပ်နဲ့ကမ္ဘောဒီးယားစစ်တပ်နဲ့နေဆက်မှာကင်းဆောင်ရင်းနဲ့နေဆက်ပိုင်နဲ့အငန်းပွားမှုဖြစ်ပြီးတော့အပြန်လဲပြတ်ခတ်မှုဖြစ်တယ်။အခုနေဆက်ရေးနေကဖြစ်သွားတာနော်။ထိုင်းစစ်တပ်နဲ့ကမ္ဘောဒီးယားစစ်တပ်နဲ့အပြန်လဲပြတ်ခတ်မှုတွေဖြစ်ပြီးတော့လက်ရှိမှာကမ္ဘောဒီးယားဘက်ကလည်းစစ်တပ်တွေဖျက်ချထားတယ်။ထိုင်းဘက်ကလည်းပဲအဲ့ဒီနေဆက်စီးမြင်းမှာစစ်အင်အားဖျက်ချပြီးတော့နှစ်ဖက်စစ်ပြာရီပြီးတော့ဆက်ဆိုင်ထားတဲ့အနေအထားမှာရှိပါတယ်။ ကမ္ဘောဒီးယားနဲ့ထိုင်းနဲ့နယ်စပ်အငင်းပွားမှုဖြစ်ပြီးတော့နယ်စပ်မှာပြစ်ခတ်မှုဖြစ်တယ်။လက်ရှိမှာနှစ်ဖက်ဆက်ဆိုင်ထားတဲ့အနေအထားမှာရှိတယ်။ဆိုတော့ကျမတို့ကလက်ရှိမှာကမ္ဘာကြီးကိုမြင်အောင်ကြည့်မယ်ဆိုရင်ကျမတို့အိမ်နီးချင်းအနီးနားမှာတည်းနယ်စပ်အငင်းပွားမှုပြဿနာတွေအင်မတန်ကြီးကျယ်နေတာဖြစ်တဲ့အတွက်ကျမတို့ကမျက်ခြေမပြတ်စောင့်ကြည့်ဖို့လိုပါတယ်။ဒါပေမဲ့ဒီပြည်မိသားစုကအဲ့ဒီလိုမျိုးသတင်းတွေဖုံးကွက်ထားတယ်ဖုန်းကထားပြီးသူတို့ဘာပြောလဲအာထိုင်းမြန်မာနယ်စပ်မှာ KNU ကစစ်တပ်စခန်းတွေကိုဘလို့တိုက်လိုက်တယ်ဆိုတာလောက်ကိုသူတို့ဘာပြဝါဒဖြန့်ကြတာเนาะတကယ်ဒီလိုအရေးကြီးတဲ့ကိစ္စတွေじゃသူတို့ဖုံးဖိထားကြတယ် နော်ဒီလိုညမှာဆိုလို့ရှိရင်လေ KNU ကဘယ်လိုမျိုးစကမ်းသိမ်းလိုက်ပါရဲဘယ်လိုအောင်ပွဲတွေရပါရဲပဲပြောတယ်အဲ့ဒီ KNU နေနေမှာလူတတန်းကျော်စပီးဒုက္ခတွေဘဝမှာဥမဲ့အိမ်မဲ့အစားမဲ့အချေးမဲ့အနေမဲ့အစားတောက်တွေမဲ့ဥဒါကြဈေးဝတည်မဲ့နော်ငမွန်ခေါမတဲ့ကတ်တီဆိုင်နေတယ်ဒုပိဒန္နကဲတတရနာကဲယောကန္နကဲဆိုရယ်ကတ်၃ပါးကိုဂျုံတွေ့ပြီးတော့ဒုက္ခအကြီးကျယ်ရောက်ပြီးဆင်းရဲတွင်နက်နေတဲ့ပကတိအရှိတရားကိုဖုံးဝေထားကြတယ် နော်ဘကတိလက်ရှိကျန်းယူနေမြေမှာလူတတန်းကျော်စစ်ပီးဒုက္ခတဲ့တတန်းကျော်ရှိတယ်။မိုးရတီမှာဘလောက်တောင်ဒုက္ခရောက်လိုက်နေ။နေထိုင်မှုနော်သူတို့ရွက်ပြင်တဲ့နေနဲ့ဖြစ်တလို့နေရတယ်။လေလူနေမှုတွေမတန့်ရှင်းတဲ့အတွက်အရေးပြားယောဂတွေဖြစ်တယ်။ကူးဆက်ညံအရေးပြားယောဂတွေဖြစ်တယ်။ဝမ်းပြဲဝမ်းလျှော်ယောဂတွေဖြစ်တယ်။ကလေးတွေတွလုံးတကွေးဖြစ်မယ်။လူကြီးတွေနှက်ဖြာယောဂဖြစ်မယ်။ဖြစ်တဲ့ယောဂကိုကုသရစေဝါမရှိတဲ့အတွက်မတည်တဲ့မအသေးအသက်တွေထပ်ပြီးတည်ရတယ်။ ဒီလိုမျိုးလူတို့ရဲ့ဒုက္ခတွေကိုမျက်ကွယ်ပြုပြီးတော့ KNU ကဘယ်လိုစခန်းကိုဘယ်လိုသိမ်းပါတယ်ဆိုတာမျိုးကိုသာဦးစားပေးပြီးဖော်ပြကြမယ်ဆိုရင်ခဏတို့ကအမှတ်လေးကမိမိဒေတာမှရှိတဲ့မိမိလူမျိုးစုကိုမျက်နှာမူတဲ့လက်နက်ကင်တော်လန်မှုမဟုတ်ဖ ೇನೆ ကိုတို့ဦးတယောက်ကောင်းစားရေးအတွက်လက်နက်ကင်ပုံကန်ကြတဲ့ကျင်းမြောင်းတဲ့လူမျိုးကြီးအစွန်းရောက်နေတဲ့လက်နက်ကင်တွေပါဖြစ်တယ်။အေးဆိုရင်လည်းဒီလိုပဲ အေးစကားဟာကြောက်ဖြူမှာအေးကဘယ်လိုမျိုးတိုက်ခတ်သိမ်းပိုင်နိုင်ပြီပြောရင်အဲ့ဒီရခိုင်ပြည်နယ်မှာအေးအေးရဲ့တိုက်ပွဲကြောင့်လူ6သိန်းကျော်ဆစ်ဘေးဒုက္ခတွေပေါ်မှာရောက်ပြီးတော့အဲ့ဒီလူ6သိန်းကျော်အစားတောက်တွေမရှိနော်ယောဂတွေဖြစ်ကုသကြယောဂယောဂတွေကိုခုတည်းကစေဝါမရှိလို့ဒုက္ခပင်လယ်ဝင်နေတာကိုခင်ဗျားတို့ဖုံးပြထားကြတယ်။ဒါကြောင့်မို့လို့အေအေကရခိုင်လူတုကိုမျက်နှာမူတဲ့လက်နက်ကင်တဲ့အဖွဲမဟုတ်ပဲနဲ့ရခိုင်နေကိုလူမျိုးရေးပန်းပြနေတဲ့စစ်သူကြောင့်ဖြစ်တာဖြစ်တယ်။နောက်တစ်ခုကကိုမြင့်သောအညာမြင့်စစ်စင်ကြီး။ကိုမြင့်သောအညာမြင့်စစ်စင်ကြီးကို ဗမာဗဒက်အညာသားဗဒက်တွေပေါ့ကိုလိုမျိုးမိမိတို့ဒေတာပျက်စီးရပျက်စီးကြအောင်လုပ်နေကြတယ်ဘာမှမလုပ်သူတို့ပြောတာကရှမ်းမဆစ်ချင်းလေရှမ်းမဆစ်ချင်းရင်းနဲ့ပလောင်ကသူတို့အညာဗဒက်တွေဘက်ကကိုတိုက်တော့မှာမနေ့လေး PDF ကိုရှမ်းမဆစ်ချင်းရေးအမိနဲ့ပလောင်တွေကကိုတိုက်တဲ့အတွက်မနေ့လေးကိုတိန်တော့မှာလို့ပြောတယ်လက်ရှိမှာပလောင်တွေကိုတိုင်းကပလောင်ငိုးတဲ့နောက်ချိုဖြစ်ပြီးတော့နောင်ချိုမှာအလောင်းရှက်ပုံထပ်ပြီးပလောင်တွေကိုတိုင်းတင်ញိုင်းနေ ਉ နော်တင်ញိုင်းကုန်းမှာအယိုးတွေထက်နေတဲ့အခါကျတော့ရှမ်းမဆစ်ချင်းရေးမဟုတ်တော့ ။ဘာမှဆုံးပြောတာရွှေပြည်သူဆက်စင်ရင်နဲ့မန္တလေးကိုသိမ့်မယ်။နှထိုက်အောင်ဆက်စင်ရင်နဲ့မန္တလေးကိုသိမ့်မယ်။အဲ့ဒီလိုမျိုးလေးတလုံးမတလုံးပြောကြတယ်ဆိုတော့ဒီရွှေပြည်သူဆစ်စင်ကြီးရောနန်းထိုက်အောင်ဆစ်စင်ကြီးကိုရှမ်းမဆစ်စင်ကြီးကိုဒီသုံးကောင်မှာတိတ်ပြီးထွေးထူးမပြောချင်ပေမဲ့ခင်ဗျားတို့ကတကြမ်းမဆင့်ချွတ်တာကျွမ်းမဲ့ပုံမပေါ်လို့မပြောချင်ပေမဲ့လက်ရှိသူတို့ပြောလိုက်တယ်ကိုမြင့်ဆောင်ညာမီဆစ်စင်ကြီးဆိုတာကပြီမမှာနေနေတဲ့ကိုမြင့်ဆောင်နဲ့အကုန်လုံးဒုက္ခကြီးရောက်သွားကြတယ်ပြီမမှာကောင်းကြောင်းကောင်းဝယ်လှုပ်ရှားနေတဲ့ကိုမြင့်ဆောင်နဲ့ကိုရန်ကထိတ်ကျိန်လာကြတယ်သွားရသွားတာလာတာနောက်ကျုံးမလုံးနဲ့ဘောရောက်လာကြတယ် ညာမှာရှိဖြစ်တဲ့အတွက်เนาะရန်ကုန်ကိုပြေးလာတယ်မန္တလေးကိုပြေးလာတယ်ပြေးလာတဲ့ရန်ကုန်မှာပြေးလာတဲ့မန္တလေးမှာเนาะအိမ်ငှားနေဖို့မှတ်ပုံတွေသွားပြပြီးတကောင်ရှင်းပြမယ်ကိုမင်းဆောင်ဖြစ်နေတယ်ဆိုရင်အဲ့ဒီလူတည်းရဲ့နေထိုင်ရေးနောက်ကျောမလုံဖြစ်လာတယ်အလုံးကန်သွားရှောက်မယ်ဥပမာအညာသူလေးတွေစက်ရုံလုံးရုံသွားပြီးရှောက်မယ်အညာသားလေးတွေအလုံးငန်းခွင်ဝင်မယ်မှတ်ပုံတွေကြည့်လိုက်တယ်ကိုမင်းဆောင်ဖြစ်နေတယ်အဲ့ဒီလူမျိုးကိုဘယ်အလုံးငန်းရှင်ကအလုပ်ခံမလဲ အဲ့ဒီလိုလုပ်ငန်းရှင်ကကိုမြင့်ဆောင်မှတ်ပုံနဲ့ကင်တဲ့လူတွေကိုအလုံးမခံဘူးဆိုလို့ရှိရင်ခလားသူကဟာဘာဖြစ်တယ်ညာဖြစ်တယ်ညာဖြစ်တယ်ဘာဖြစ်တယ်ဆိုပြီးတော့မကောင်းပြောချင်အောင်ပဲအမေရိကန်တို့အဲ့ဒီကိုမြင့်ဆောင်မှတ်ပုံနဲ့ကင်ဆောင်ထားတဲ့လူတွေတွားကြီးလာကြီးအနေအကျအသေးချက်ဖြစ်အောင်ခလားသူကိုယ်တိုင်လုပ်နေကြတယ်တခြားနာမည်ပေးတာမျိုးကျမရှမ်းမဆက်စီရင်ခလားသူနာမည်ပေးတယ်ထရီဘီဆိုဆက်စီရင်နာမည်ပေးတယ်နတ်ထောင်ဆက်စီရင်နာမည်ပေးတယ်ရတယ်ပေးကိစ္စမရှိဘူးအခုကိုမြင့်ဆောင်ဆက်စီရင်ပြောတဲ့အတွက်အဲ့ဒီအညာကနေဖိပြောင်းနေထိုင်လာတဲ့လူတွေအိမ်ငှားနေဖို့တောင်မှ ကြောတခင်းတာနေရငှားနေပို့တော့ကိုမြင်ဆောင်ဖြစ်နေတဲ့တော့ခက်ခဲဖြစ်တယ်။မိကလေးတွေဘဝကိုဘဝကိုနာကလုံချုံမှုရှိဖို့လုတ်ကင်ခွင့်လဲရှာရင်တော့မှမပုံရင်ကကိုမြင်ဆောင်ကင်ထားတယ်ဆိုပြီးအလုတ်ကင်ခွင့်လဲနေလာတယ်။ဒီလိုမျိုးကိုမြင်ဆောင်တွေကိုလုပ်ငန်းရှင်တွေကအလုတ်မပေးဘူးဆိုရင်လုပ်ငန်းရှင်တွေအမှမဟုတ်ဖ ೇನೆ အဲ့ဒီကိုမြင်ဆောင်အကုန်လုံးဒုက္ခရောက်အောင်ကိုမြင်ဆောင်စစ်စင်ရေးလို့နံပါတ်ပေးထားတဲ့အကြံဖတ်သမားကြီးအကြောင်းမှဖြစ်တယ်။ Thank you